ဆရာမကျေးဇူးပါအခုကျွန်တော်တို့နောက်အဲခရီးဆရာတယောက်နေနဲ့ဆရာနေစောနိုင်ကိုပြစ်ခေါ်ပါရယ်ဗျကိုနေစောနိုင်ညာလေးလာရုပ်ပြပါဦးခင်ဗျာโอเคကျေးဇူးပါခင်ဗျာပထမဆုံးကတော့ဒီကနေ့ຫນွေဦးတော်လန်ရေးအတွက်တိုက်ပွဲဝင်ကြသူအားလုံးကိုနည်းနည်းဆိုင်ဆိုင်အလေးကြည့်လိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့ကအခြေအနေတစ်ခုအရဒီကနေ့ပွဲကိုတက်ရောက်လာကြသူတွေနဲ့အပြင်မှာ မတွေ့ကြရပေမဲ့အမေပွဲစီစဉ်သူတွေပြောတဲ့အတိုင်းပေါ့ဗျာမမေ့နိုင်နဲ့မမေ့အောင်ကျင်းပါတယ်ပွဲမှာတော့ကျွန်တော်တို့ပြန်တွေ့ရတဲ့ဒီလေပါပဲဖြစ်ဖြစ်ဝမ်းသာပါတယ်ကျွန်တော်ဒီကနေ့ဒီအပိုင်းရေးခဲ့တဲ့ကြပြလေးတစ်ပုဒ်ကိုကျွန်တော်ရွတ်မှာဖြစ်ပါတယ်ငါငုံမိတယ်ချုံရတယ်ငုံမိတယ်ဆိုလို့ ကျွန်တော်ကစိတ်ပြည့်အာရုံသွားတော့မဟုတ်ပါဘူးမျက်ရည်တွေကြားထဲမှာတက်တည်ရည်များစွာကိုကျွန်တော်မှတ်တမ်းတင်မိတာပါဒါကြောင့်ငါငိုမိတယ်ချူမြတင်အာနာသိတဲ့အချက်သူတို့မပါဘူးထင်သူတွေအတွက်ငါငိုမိတယ်ချူမြတင်မစွန့်လို့ရဲတဲ့သူတွေကစွန့်လွတ်နေကြတယ်အဲ့ဒီစွန့်တွေကိုငေးမောနေတဲ့အချက် ငါလူတွေကိုမြင်ရတဲ့အခါငါငုံမိတာပေါ့ချုံရတယ်ခလေးတွေကြောက်သွားခလေးတွေနည်းနည်းစာစားဘူးမိုးတွေမှာထီးဝယ်ပေးဘူးသူတို့လက်ဖေးဆိုင်ထိုင်ကြဘူးအခုခလေးတွေပဲမှာလဲငါငုံမိတယ်ချုံရတယ်မချစ်ရင်တော့စစ်ကဖြစ်မှာပဲခြေလက်မျက်လုံးဆုံးရှုံးရတဲ့အခါအခုလူတယောက်က နောက်တစ်ယောက်တော့ဘယ်တော့မှဖြစ်မလာတော့ဘာပဲဖြစ်ဖြစ်ငါငုံမိပါတယ်ချုံရတယ်တို့တဲ့အတိကျွဲပြီးကိုကျိုးစွန့်တဲ့လူငယ်တွေအတွက်တော့ပင်လေတိုင်းဟာငါမြင့်ကြီးဖြစ်ခဲ့ရပြီးချုံရတယ်အရေးတော်ပုံအောင်ကိုအောင်ရမယ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါဆရာကျွန်တော်တို့ရဲ့တလမ်းမဲ့ယထာကြီး အဲချူမြတ်တင်ကျွန်တော်ဆိုးဖွင့်ပြီးတော့တခါများစတိပေါ့လေမှတ်တိုင်နေမှတ်တန်းနေအများကြီးနေဟိုလေးစလိုက်လဲကျမ်းပါပါတယ်ပေါ့နော်